ထိုင်ပြီးတာပဲ။ तू ကထိုင်ပြီးတာကျွန်တော်အဲ့လိုတန်းဖတ်လိုက်တာအဲ့လိုမျိုး။ तू ကချစ်တော့အဲ့ကိုယ့်ရဲ့ချစ်သူကောင်းမလေးနဲ့ပုံလေးဗျာ။ဟောတင်နေအဲ့လိုမျိုးချစ်မွားလေးလို့ရေးတာပေါ့နော်။ဟိုကိုကလည်းသူ့ဘောတကယ်တည်းမြင်လို့ချစ်တယ်လေ။အဲ့ဒါလည်းဟိုတန်ဖိုးလက်ထားတာပေါ့။ ါဒါကတော့ပထမဆုံးကျွန်တော်တို့ဒါဖိတ်ခေါ်တဲ့အတွက်ရောက်လာပြီးတာအဲ့တော့ဟိုဖိတ်ခေါ်ပြီးတဲ့အတွက်ဒါကျေးဇူးတင်တယ်နောက်ပိုင်းကတော့မသိဘူးအခုလောလောဆယ်တော့ဒီပွဲထားရလို့မရှိသေးဘူးပေါ့ကျွန်တော်ရဲ့ကျန်တဲ့ MC ပွဲတွေပေါ့ကျွန်တော်ပွဲတွေလုပ်တယ်ဆိုသူ့ကိုခေါ်သွားတယ် MC ပွဲတွေတော့ရှိပါတယ်ပျော်လာတော့ရတာအဲသူကတော့ဟိုပေါ့နော်ကျွန်တော်ကတော့ဘာပဲပြောဟိုသူပြောအောင်ပေါ့နော်ကိုကဖန်တီးပေးခြင်းနဲ့အဲ့တော့ကျွန်တော်လည်းဟိုဟိုပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိတဲ့အလှပလေးတွေပေါ့နော်အဲ့လိုနေရာလေးတွေသူများ ဟိုအလှပနေရာလေးတွားရိုက်လိုက်တာပါတကယ်တော့ဒီတိုင်းပဲဟိုဘောနော်ကိုယ့်ရဲ့အလှပုံစံလေးရိုက်တဲ့ပုံစံလေးပါဟုတ်နေကြမဟုတ်တဲ့ပုံစံအေးနေကြမဟုတ်တဲ့ပုံစံလေးပေါ့ဟုတ်အဲနှစ်ယောက်လုံးအကြံပါဘာဖြစ်လို့လဲ तू ကကြတော့ तू 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 မျိုးကကြ तू ကမွန်ဆက်တယ်ရှမ်းဆက်တယ်ပမာဆက်တယ်ကျွန်တော်ကကြတော့မွန်ဆက်တယ်တရုတ်ဆက်တယ်ပမာဆက်တယ်အဲနှစ်ယောက်လုံးကမွန်ပါတယ်မွန်ပါတယ်ဆိုတော့အဲရိုးရဝတ်စုံတွေကိုရိုက်ရိုက်တာပေါ့အာအဲ့ဒါဟိုပါလဲအာပါလဲတရတယ် ကားတိုက်ရဲ့နောက်ဟိုဟာဇင်းကြိုက်ကားတိုက်ရဲ့နောက်ပြီးတော့ဟိုခလောက်ခလောက်ခလောက်ဒီမှာလေကားတိုက်ပါဖြစ်တယ်လေးလေးပါပြုတ်ချလေးပါဒီပေါ်ပြုတ်ကြတယ်အဲရေစီးလဲတန်တယ်လေအဲရေစီးလဲတန်တော့အဲအဲ့အချိန်မှာတော့တော်တော်ရေရဒီလိုဒီတိမ့်တယ်ဒီတော့လေးပဲရေရရှိတယ်ဒါပေမဲ့အဲ့ရေစီးဘလောက်တန်လဲကျွန်တော်လည်းခါမရဘူးလားသူတို့ပေါ်မှာကားလိုက်ဆယ်တော့လေ၃လောက်ထိန်းတော့လေရကျူရိုင်းနေတာရေစီးဘလောက်တန်လဲဆိုတော့အဲ့အဲ့မှာသူ ခံချက်ပေါ့နော်ဟိုပြီးတော့ပြိကြပါလားအဲမဟုတ်ဘူးလေသိန်းက300မဟုတ်ဘူးလေသိန်းက400 500တော့ရှိတယ်ဒါပေမဲ့အဲ့ဒါသူတို့လည်းကင်ထားပေးတယ်အဲ့လားတော့သူကလေကရမ်းနေတာကအေးစီအရန်အရန်တန်တယ်အဲ့လေဘယ်လိုဘယ်လိုစိတ်ကြည့်သွားလဲအဲစိတ်ပူတာပေါ့အခုပြောကျွန်တော်ကသူကထိုင်ပြီးတာကျွန်တော်အဲ့လိုတန်းဖတ်လိုက်တာအဲ့လိုမျိုး ဟိုဘာဖြစ်လဲတကူဆိုကိုကသူ့ကိုအမြင်နဲ့အဲ့လိုအရေးကြီးတဲ့နေတော့လေအဲ့လိုမျိုးဆိုသူတကူအဖြစ်မှာဟိုလိုစိုးရင်တာပေါ့အဲအဲ့လားတော့ကျွန်တော်မှမဟုတ်ပါဘူးတကယ်ချစ်တဲ့လူတွေအကုန်လုံးကတော့အဲ့လိုမျိုးကိုချစ်တဲ့လူကိုယောက်ျားဖြစ်ပြီးမိန်းမဖြစ်ပြီးသူတို့စိတ်ပူတာပေါ့နော်ကျမ်းမာရေးအစအဲသူတို့တကူထိခိုက်တော့မှအစအဲ့လိုစိတ်ပူတတ်ကြပါဒါချစ်တဲ့လူတိုင်းမှရှိပါတယ်ဟုတ်ကဲ့ကျွန်မလေးတို့လည်းဒါတကူတွေ့နေတာဒါမှချစ်တဲ့ကောင်ဖြစ်တဲ့လူကြီးရဲ့ဆင်လားလို့မသိဘူးမလား အမတင်ဘူးအဲ့လိုပဲကြားကြီးသုံးဝင်နေပဲအကြောက်ရကျတော့လူတွေကဒီလိုပဲပြီးမှဘာဖြစ်သွားလဲဟိုပြီးရချစ်အချစ်ခံရတဲ့လူငယ်ချစ်နေတဲ့လူနဲ့မတူဘူးအချစ်ခံရတဲ့လူကကြတော့ဗာလဲဆိုတော့အကိုကအချစ်ခံနေရတဲ့သူကအချစ်ချစ်ပေးတဲ့လူရဲ့သူလုတ်ပေးတဲ့အဲအရာလေးကိုသူတခါညံ့သူတို့မမြင်တတ်ဘူးဒါပေမဲ့ချစ်ပေးတဲ့လူကြောင့်ဩငါဒါလေးဒါလေးဒါလေးလုတ်ပေးမယ်ဆိုတော့အဲအချစ်ခံတဲ့လူငယ်ချစ်ပေးတဲ့လူရဲ့ကွာခြားချက်ပေါ်လာဟုတ်တယ်မလား တကယ်တော့အဲ့ဒါလေးကျွန်တော်ကလည်းဘာမှမဟုတ်သူ့ကိုကြည့်အဲ့ကြည့်လို့လည်းမဟုတ်ချစ်လို့လည်းမဟုတ်ချစ်လို့မဟုတ်ကျွန်တော်အမြင်နဲ့သူ့နောက်နေအဲချစ်လို့လားမဟုတ်တာကွယ်အဲ့လိုချစ်လို့လားမဟုတ်တာချစ်လို့လားမဟုတ်တာအဲ့ဒါချစ်မဟုတ်တာလေးဖြစ်သွားကြိုက်လားကြိုက်လားအုပ်သူ့ကိုသူများကဘာလို့မသိတော့နော်ယုံမသိဆိုတော့မသိတော့အမေမသိတော့ချစ်မဟုတ်တာလေးဒီကမလီကတော့ကျွန်တော်ရှိနေတယ် ူကချစ်တော့ကိုယ့်ရဲ့ချစ်သူကောင်းမလေးနဲ့ပုံလေးပြာဟောတင်နေအဲ့လိုမျိုးချစ်မွားလေးလို့ရေးတာပေါ့နော်ဟိုဟိုကိုကလည်းသူ့ပေါ်တကယ်တည်းမြင်လို့ချစ်တယ်လေအဲ့ဒါလည်းဟိုတန်မှုနဲ့ထားတာပေါ့ဟုတ်ငွေကြီးနေရစတယ်အဲဒီခါညရဲ့မင်းတို့အရန်ဟိုတွေ့နေရတွေ့နေရတယ်နော်အပေါ်ဆွဲလဲမင်းတို့ပဲအောက်ဆွဲလဲမင်းတို့ပဲဆိုတော့တကယ်တော့ကျွန်တော်တို့ကကျွန်တော်တို့အကောင့်မှာတင်တာအနည်းတယ်တခါရင်ကဟိုနည်းနည်းပဲတင်လိုက်တာ အဲအဲ့လိုမျိုးပေါ့နော်ဟိုတခြား page တွေကတင်ကြလာပေါ့အတင်ကြတဲ့တော်လည်းသူဟိုဒီလူတွေကဟိုကြည့်တဲ့ချိန်မှာအပေါ်လဲကျွန်တော်တို့အောက်လဲကျွန်တော်တို့တခါတချို့တွေကပြောကြတော့ဟိုလည်းအော်အဲ့လိုအားနာပေါ့နော်အကုန်လုံးအဲ့လို ဟိုအဲ့လိုမျိုးဆိုဟိုကိုကတော့ဟိုဒီတိုင်းပဲတက်ဖို့ရပြီကိုတို့ကတစ်ခါကြာမှအမှတ်တရအနေနဲ့တင်လိုက်တာပေါ့ကျွန်တော်တို့ကတော့ကိုယ့်ရဲ့ဒီဟိုဟာလေးမှအမှတ်တရဒီကြံ့ကျင်လို့ပေါ့ဟုတ်ကျွန်တော်ကအဲ့လို social media အရင်ကတိတ်မသုံးဘူးကျွန်တော်ကအောင်ကြည့်ကြည့်ကျွန်တော်တိတ်တင်လာနေနဲ့ရှားရတယ်တိတ်မသုံးဘူးပေါ့တစ်ခါကြာမှကျွန်တော်အဲ့လိုစိတ်ပူပေါင်းတင်လိုက်တယ်အဲ့လိုမျိုးဆိုတော့တိတ်သူများပြောမှတော့ကျွန်တော်တကယ်အမြင်နဲ့တရင်တစ်ခုဆိုတကယ်ချင်းနေပြောမှသိရတယ်ကျွန်တော်က